ဝီယင်စီကားနဲ့မော်တော်ဆိုင်ကတိုက်မိပြီးတော့လာသားအရွယ်ကလေးပါဝင်တားဖအသုံးအသက်ဆုံးရှုံးခဲ့ပါတယ်။ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတုံမြို့နယ်ပဲခူးလန်းရက်ကွက်ရန်ကုန်ပဲခူးကားလမ်းမပေါ်မှာဒူးရင်စီတင်ဆောင်လာတဲ့ကားနဲ့မော်တော်ဆိုင်ကတိုက်မိခဲ့ပြီးတော့မော်တော်ဆိုင်ကပေါ်မှာလိုက်ပါလာတဲ့လာသားအရွယ်ကလေးလေးအပါဝင်တားဖအသုံးလုံးအသက်ဆုံးရှုံးသွားတယ်လို့သိရပါတယ်။ ဖြစ်စဉ်ကတော့ပြီးခဲ့တဲ့ဂျွန်လာဆက်ရှင်နေ့ည10:00နာရီဝင်းကျင်ကအဆိုပါရင်တိုက်မှုဖြစ်ပွားခဲ့တဲ့နေရာကိုမင်္ဂလာလုံးကြက်ချစ်တီသူတော်တပ်ဖွဲ့ကတွားရောက်ခဲ့ပြီးတော့ရင်တိုက်မှုကြောင့်ဒဏ်ရာပြင်းထန်ရရှိခဲ့တဲ့မော်တော်ဆိုင်ကယ်ပေါ်ကသားဖ3ကိုရှေးဦးတူနာပြုစုပြီးတော့အင်းစိတ်စေုံကိုပို့ဆောင်ပေးခဲ့ကြပါတယ်။ဖခင်ဖြစ်သူမှာကားတိုက်ခံရတဲ့ညပိုင်းမှာတေဆုံသွားခဲ့သလိုလာသားရွယ်ကလေးနဲ့အသက်3နှစ်အရွယ်ကလေးကတော့19ရက်နေ့မနက်ပိုင်းမှာပဲထပ်မံတေဆုံသွားလို့သိရပြီး မိခင်ဖြစ်သူကတော့ဘာမှမဖြစ်ခဲ့ဘူးလို့သိရပါတယ်။ရင်တိုင်းမိုးကြောင့်အသက်32နှစ်အရွယ်ဖခင်မှာတည်ဆုံးခဲ့ရပြီးလာသားအရွယ်ကလေးလေးမှာနှလုံးခုန်ရက်ပြီးတည်ဆုံးခဲ့သလို၃နှစ်အရွယ်ကလေးမှာလည်းဒဏ်ရာပြင်းထန်ရရှိပြီးတော့တည်ဆုံးခဲ့တာပါ။အဆိုပါကားတိုင်းမိုးကြောင့်တည်ဆုံးသွားသူကလေးငယ်များမှလည်းယောက်ျားလေးတွေဖြစ်ကြပြီးတော့တည်ဆုံးသွားတဲ့မိသားစုဟာမော်ဘီမြို့နယ်ရဲစုကျေးရွာမှာနေထိုင်ကြတဲ့သူတွေဖြစ်တယ်လို့သိရပါတယ်။